မင်္ဂလာပါရှင်ကတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်မာလာဟာနောက်ဆုံးစစ်မျိုးဆက်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်1998ခုနှစ်မှာအာဆီယံကိုမြန်မာနိုင်ငံဝင်ရောက်ခဲ့ပါတယ်1990ရွေးကောက်ပွဲရလဒ်ကိုမျက်ကွယ်ပြုပြီးမြန်မာစစ်ဘက်ကတစ်ဖက်သက်နိုင်ငံရေးအတွင်ဝင်ပါနိုင်ဖို့ကြိုးပမ်းမှုများတွေကတခုဖြစ်ပါတယ် အာဆီယံနိုင်ငံများရဲ့မြန်မာနိုင်ငံအပေါ်ထားရှိတဲ့သဘောထားကိုလေ့လာကြည့်မယ်ဆိုရင်ထိုစဉ်ကာလကအာဆီယံနိုင်ငံအများစုဟာစေးကာလအခြေခံတွေးခေါ်မှုမျိုးကိုအခြေခံတွေးလေ့ရှိပြီးအစိုးရဆိုခြင်းတက်ဒေတာတွေမိဖက်ပြမှုကိုအခြေခံစဉ်းစားကြပြီး1990အနန္ယအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရပေါ်ပေါက်ရေးတက်မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပေါက်စေရန်အပြုသဘောဆက်ဆက်ရေးအခင်းကျင်းလျှောက်ထားခြင်းပဲဖြစ်ပါတယ်1994မှ1998အတွင်း စစ်ကောင်စီကလည်းပြည်တွင်းတွင်နိုင်ငံရေးအယောင်ပြလောက်ွက်များနှင့် အလားပြကစားကဒေတာတွင်းအာဆီယံပလက်ဖောင်းကိုအခြေခံလို့နိုင်ငံတကာဖိအားကိုအခံမာတော့တဲ့အာဆီယံပြည်ညင်အရာတူညီဆန္ဒအခြေခံမှုကြောင့်အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့စစ်ကောင်စီကအာဆီယံကိုအကြောင်းပြုလို့နိုင်ငံရေးအမျက်များစွာထုတ်ယူနိုင်ခဲ့ပါတယ်။အဲ့ဒီနေရာမှာစစ်ကောင်စီအကြီးအကဲဗိုလ်ချုပ်မှုကြီးတန်းရွှေရဲမှအပြူအခင်းကျင်းများတဲ့ကသူတို့ အမျက်ထွက်ခဲ့တဲ့ဖြစ်စဉ်မှာတနည်းအားဖြင့်ဆိုရရင် ဗိုလ်ချုပ်မှုကြီးတန်းရွှေမျိုးဆက်ရှာခဲ့တဲ့နိုင်ငံရေးအရင်းမြစ်များဖြစ်ပါတယ်။ယခု2021ရောက်ချိန်မှာမြန်မာနိုင်ငံရေက1990ပြည့်နှစ်များကရဲဆက်ကြမ်းကြုတ်မှုများထက်များစွာပိုခဲ့ပြီးစစ်ဘက်အနိုင်ကျင့်မှုများကိုတစ်ကမ္ဘာလုံးကမျက်ဝါးထက်တဲ့နေတိုင်းမြင်တွေ့နေရပါတယ်။မိရှုမှုလူရဲမှုလူသက်မှုမတရားချုပ်နှံမှုမဒိမ့်မှုပိုင်နဲ့ကျွလွတ်မှုအစရှိတာတွေကိုနေစဉ်တွေ့မြင်နေရပြီးဖြစ်ပါတယ်။လက်ရှိမြန်မာစစ်ကောင်စီလုံး ပြည်သူအပေါ်ကြင်ကြံနေမှုများက1960ပြည့်လွန်နှစ်များ1980ပြည့်လွန်နှစ်များစီက CAK အာနာရှင်ပေါင်းတို့ဇုံတို့ရဲ့ကြင်ကြံမှုများနဲ့ထပ်တူကြခဲ့ပြီးမြမအကျန်းဖက်စက်ကောင်စီကအဆိုးအတွက်အမတ်အများဆုံးဖြစ်နေခဲ့ပါတယ်။တက္ကပါလုံးရှိမိသည့်အဆိုးရမစိုးမြမအကျန်းဖက်စက်ကောင်စီနဲ့ဆက်ဆက်တွဲဖက်မိပါက အခုလိုစစ်အေးကာလအခြေအနေမဟုတ်တဲ့အတွက်ပေါင်းဖက်လာသူတို့ရဲ့တိတ်ခါအကြီးအကျယ်ထိခိုက်မှာပဲဖြစ်ပါတယ်။မြန်မာအကြမ်းဖက်စစ်ကောင်စာမင်းအောင်လှိုင်ဟာရှေးကသူ့ရဲ့ဗိုလ်ချုပ်မှုကြီးများရှာဖွေပေးခဲ့တဲ့နိုင်ငံရေးအရင်မြင့်များကိုအကုန်အစင်ဖြုံးတိပြစ်လိုက်ပြီးဖြစ်တာကြောင့်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအကာအကွယ်ယူပြီးစိတ်လက်အေးချမ်းစွာနေထိုင်နေတဲ့ဗိုလ်ချုပ်မှုကြီးများအပါအဝင်ဗိုလ်ချုပ်များကရတက်အေးစွာနေရကြောင်းခုလိုပဲသိရှိရပါရရှင်။ ဆက်လက်ပြီးဒေါ်လာရင်အဖွဲများတိုင်းရင်းသားများအားလုံးစူးစီးညီညွတ်မှုနဲ့အမှန်တရားပေါ်ရပ်တည်ပြီးအောင်ပွဲရသည့်အခြေဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး အင်ပန်လာတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတွင်တော်လည်ရင်အဖွဲ့များတိုင်းရင်းသားများအားလုံးစည်စည်ညီညွတ်မှုနဲ့အမတ်ကြားပေါ်ရက်တည်ပြီးအောင်ပွဲရသည့်အထည်ဆရာနာရှင်ကိုဆက်လက်တိုက်ပွဲဝင်သွားမယ်ဖြစ်ကြောင်း KIO KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ပန်လာကတိုက်တွန်းပြောဆိုလိုက်ပါတယ်ယနေ့ကျောင်းတဲ့65နှစ်မြောက်65နှစ်ပြည့် KIO အထိမ်းမင်းကွန်းတွင် KIO KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ပန်လာ လာကအထက်ပါအတိုင်ပြောဆိုသွားခြင်းဖြစ်ပါတယ်။ကချင်တဲ့ရင်မြစ်ကဥက္ကဋ္ဌရေမေကုန်းကိုမြန်မာဘာသာသို့ပြန်ဆိုရှင်းပြထားပါတယ်။သူပြောတာကအခုအချိန်မှာကချင်လူမျိုးတွေရောတိုင်းသားပေါင်းစုံအတူလက်တွဲပြီးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့မှန်ကန်နဲ့ယက်တီချက်နဲ့မြတ်တာပြလက်တွဲခေါ်ပြီးတော်လရင်ကိုလက်တွဲပြီးအောင်ပွဲရသည့်အထိတရပါမယ်။အားလုံးအတူတူညီညီညွတ်ညွတ်နဲ့တွားရမယ်။အခုဆိုရင်တော်လရင်အဖွဲ့တွေအများကြီးရှိတယ်။အဲ့အရာအားလုံးစုစည်းညီညွတ်ရမယ်။နိုင်ငံရေးစစ်ရေးချိန်ညှိပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဥက္ကဋ္ဌကပြောထားတယ် တယ်လို့ကချင်သတင်းရင်းမြစ်ကခုလိုပဲရှင်းပြထားပါတယ်။ဒါအပြင်တမ်းပြည်ရဲ့ငြိမ်းချမ်းရေးအတွက်စိတ်ဆက်ဆွေးနွေးရေးလမ်းကြောင်းကိုတွားရမှာဖြစ်တော့လေ စစ်တပ်ရဲ့ရွေးကောက်ပွဲကြောင့်ရွေးကောက်ပွဲကိုထောက်ခံသူနဲ့ကန့်ကွက်သူအဖွဲ့ကြီးနှစ်ခုကွဲသွားပြီးညှိနှိုင်းလမ်းကြောင်းဝေးကွာသွားကပြည်ရင်းစစ်လက်ကြရှိမီကိုစိုးရိမ်ကြောင်းဗိုလ်ချုပ်ကြီးအင်ပန်လာကခုလိုပဲပြောဆိုထားပါရယ်။ဩဂတ်ထကပြောတဲ့အထဲမှာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုသူအထူးစိုးရိမ်နေပါရယ်။ဘာလို့လဲဆိုရင်ဒီရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့ကန့်ကွက်တဲ့အဖွဲ့ဆိုပြီးအဖွဲ့နှစ်ခွဲကွဲသွားမယ်။ဒီအဖွဲ့အစည်းနှစ်ခုကလွယ်လွယ်နဲ့ညှိနှိုင်းဖို့ခက်ခဲသွားမယ်။ပြည်သူတွင်းစစ်လက်ဒီထက်ပိုပြီးကြာရှည်သွားနိုင်တယ်။ဒါကိုလည်းသူထည့်ပြောသွားတယ်။နောက်ပြီးစစ်တပ် ောက်ကပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုပူးပေါင်းရမယ့်အခြေအနေတွေကတတိထားကြဖို့လည်းသူကထည့်ပြောတယ်လို့ကချင်တင်းမိကခုလိုပဲဆက်လက်ရှင်းပြထားပါတယ်။ KIO KIO ဥက္ကဋ္ဌကဆွလွတ်ပေးခဲ့ရသောအသက်သွေးချွေးခန္ဓာကိုယ်အစိပ်ပိုင်းနှင့်ဘဝများ အလားအသင့်ဖြစ်စေရအတွက်တော်လိုင်းရေးကိုအောင်မြင်သည့်အထိဆက်လက်တိုက်ပွဲဝင်ရှောင်လိုက်ရမည်ဟုလည်းကတိပေးပြောဆိုသွားကြောင်းသိရှိရပါတယ်။ KIO KIO စတင်ချိန်ကလက်လုတ်တနက်နဲ့စတင်ခဲ့တော့လေအခုချိန်ဆိုရင်စစ်တနက်နဲ့တိုက်ပွဲဝင်နေကြောင်း ကချင်တော်လန်ရေးတွင်အားလုံးနဲ့အတူလက်တွဲဆောင်ရွက်ခဲ့ပြီးစည်ရေးနှင့်နိုင်ငံရေးတွေပါနောက်ဆုတ်ခြင်းမရှိဘဲရှေ့တို့တိုးနေကြောင်းဖျားသခင်ကိုကျေးဇူးတင်ပြီး KIO KIA အဖွဲ့ဝင်များအားလုံးလည်းကျေးဇူးတင်ကြောင်းဩဃာရကထည့်သွင်းပြောဆိုသွားကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ကကင်းစကန်တစ်ခုကို AA နဲ့မဟာမိတ်များထပ်မံသိမ့်ပိုက်ပြီးကပါစ16အနီး၄မိုင်ဝန်းကျင်သို့ရောက်ရှိနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဗတောင်းမျိုးနဲ့ မတုံရွာအနီးရှိကာဘာဆာ16ရဲ့အဓိကပွိုင်ကုန်းနဲ့ကာကင်စကန်များအသိခံလိုက်ရတဲ့အတွက်ဆိုပါစကန်များကိုပြန်လည်ရောက်ရင်စစ်ကောင်ရှင်ဘက်မှထိုးစစ်ဆင်တိုက်ခိုက်လာကြောင်းသိရှိရပါတယ်စစ်ကောင်ရှင်က666ပွိုင်ကုန်းကိုပြန်လည်ရောက်ရန်အတွက်မြေပြင်ထိုးစစ်များအပြင်လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူများဖြင့်စစ်ကြောင်းထိုးလာရာပွိုင်ကုန်းနှင့်မိုင်ဝဲခန့်အကွာတွင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်23ရက်နေ့ကတိုက်ပွဲအပြင်းထန်ဖြစ်ပြီးတော့လေရင်မျိုးစုံသုံးပြီး10ကြိမ်လောက်ကိုဘုံးလာကျဲတယ်အဲ့ဒီကြားတဲ့ကာက င်းစကဲနှစ်ခုကိုအေအေကထပ်သိမ်းလိုက်တယ်လို့သိရှိရပါတယ်။အေအေနဲ့ပူးပေါင်းတပ်ဖွဲ့များရဲ့တံပြန်ထိုးစစ်ကြောင့်စစ်ကောင်စီတပ်များနောက်ဆုတ်ပေးလိုက်ရတဲ့အပြင်ကာကင်းစကဲနှစ်ခုကိုရမန်နေအော်တိုဘားလာ24ရက်နေ့တွင်စစ်ကောင်စီကထပ်မံလက်လွတ်လိုက်ရကြောင်းသိရှိရပါတယ်။အေအေနဲ့ပူပေါင်းတပ်ဖွဲ့များရဲ့ဒိုးစစ်မှာကပ္ပစ16နဲ့၄မိုင်အကွာကန်သို့ရောက်ရှိနေပြီဖြစ်ပြီးစစ်ကောင်ရှင်ကလေကြောင်းနဲ့ဒရုန်းတို့နဲ့အဆက်မပြတ်ခုခံနေကြောင်းသိရှိရပါတယ်။ စစ်ကောင်ရှင်တက်က .666 စကန်မကြခင်ညောင်ကျိုးနှင့်တောင်ကုတ်လမ်းကြားကိုဥတီတက်ခတ်ခဲ့ပြီးလေးသားတောင်ကျောကိုပါစစ်ကြောင်းထိုးနေခဲ့ရမှာယခုရက်ပိုင်းတွင်ကဘာဆာ16ကိုကာကွယ်ရန်စစ်ကြောင်းများ .666.0 အနီးတီဥတီလာခြင်းဖြစ်ကြောင်းသိရှိရပါတယ်ကဘာဆာ16ရန်ချက်စက်ယုံတွင်ကောင်ရှင် တက်များအင်အားထက်တိုးလာပြီးမတုံချောင်းပြားတဝိုက်နှင့်ဆက်ယုံအနေနဲ့တိုက်ပွဲများနီးကပ်စွာဖြစ်ပွားနေကြောင်းသတင်းမြစ်များထံမှကုလိုပဲသိရှိရပါသည်။ယမန်နေအော်တိုဘာလ24ရက်နေ့ကလေးကစစ်ကောင်ရှင်ကမတုံချေးရွာအနီးတဝိုက်သို့စစ်ကူအင်အား200ခန့်ထပ်မံပို့ဆောင်ခဲ့ကြောင်းဒေသခံများထံမှကုလိုပဲသိရှိရပါသည်ရှင်။ဆလဘီဒေါက်တာသက်သက်ခိုင်ကိုကိုယ်စားလှယ်လောင်စရင်က UEC ကပယ်ဖျက်လိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဩဂတာဒေါက်တာတသက်ခိုင်အားစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC ကလွတ်တော်ကိုယ်စားလှယ်လောင်းစရင်ကနေပယ်ဖျက်လိုက်ကြောင်း UEC ကနေယနေ့ထုတ်ပြန်လိုက်တဲ့မဲဆန္ဒနဲ့အလိုက်လွတ်တော်ကိုယ်စားလှယ်လောင်းစရင်များအရာသိရှိရပါတယ်။ UEC ထုတ်ပြန်လိုက်တဲ့ရွေးကောက်ပွဲရှင်ပြိုင်ခွင့်ရာကိုယ်စားလှယ်လောင်းစရင်တွင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဩဂတာဒေါက်တာတသက်ခိုင်အားကိုယ်စားလှယ်လောင်းအရေးချေပြက်ကွက်သူ ပြည်ရင်းတီဆိုကပါဝင်လာခြင်းမရှိတဲ့သတင်းများထွက်ပေါ်လာပြီးနောက်ယခုညနေ UEC ရဲ့တရားဝင်သတင်းထုတ်ပြန်မှုတွေဒေါ်သက်သက်ခိုင်အမည်ပါမလာခြင်းဖြစ်ပါတယ်။ဒေါ်သက်သက်ခိုင်ဟာရွေးကောက်ပွဲဥပဒေပုံမှန်၈ကကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းတဲ့ပြင် ကိုယ်စလေလောင်းစရင်မှပဲ့ဖြက်ခြင်းဖြစ်ကအယူခံတင်သွင်းမဲ့ကာလစီကံတတ်မှတ်ချက်ကိုလည်းကြော်လွန်ပြီးပြီဖြစ်တယ်လို့ UEC ကအခုလိုပဲပြောဆိုထားပါတယ်။ပုံမှန်ရှိကကြီးရဲ့ကိုယ်စလေလောင်းဟာနိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသိညော်တဲ့ပေးရတာဝန်များကင်းရှင်းသူဖြစ်ရမယ်လို့ပြတ်ထန်းထားတယ်လို့အခုလိုပဲသိရှိရပါတယ်ရှင်။